တခါကမိသားစုတစုမှသားဖားနှစ်ယောက်ရှိပါတယ်။ဦးလုံးရဲ့ဘဝမှာတော့သူ့သမီးလေးခရီးသားသူ့ဘဝသူ့အသေးနှလုံးလေးမို့မျက်စိအောက်ကပြောင်မခံစောင့်ကြည့်နေပြီးအပြင်းလဲမထွက်ခိုင်းပါဘူး။အဖေ၊သမီးခဏလောက်တငယ်ချင်းတွေနဲ့တွားပြီးကစားချက်နဲ့မတော်ပါနဲ့သမီးရဲ့တော့ကြောင့်ချော်လဲတာတော့ဖြစ်သွားရင်ဘယ်နဲ့လုပ်မလဲ။အဖေကလည်းခဏပဲဟိုဟုတ်ပါပြီဟုတ်ပါပြီ။တွားချင်လွန်းတပဆိုလဲတွား။ဒါပေမဲ့ခဏပဲရမယ်နော်။ 15မိနစ်ပြည့်တာနဲ့ပြန်လာရမယ်ကြားလာသမီးဟိဟိအခုတော့သွားရပြီဟဲ့ခရီးကသူ့ငွေချင်းတွေနဲ့သွားဆော့ချင်လို့လို့ခွင့်ပြုလိုက်တယ်ဆိုရင်တော့တခါလေးကိုအချိန်သတ်မှတ်ပေးပြီးသားပါဒီလိုနဲ့နှစ်တွေကြာလာတော့ခရီးလေးလည်းကြောင်းနေရမယ့်အရွယ်ကိုရောက်လာခဲ့ပါပြီဦးလုံးကခရီးကိုစိတ်ပူလုံးလို့ဒီလိုပြောလိုက်ပါတယ်သမီးလေးစာအုပ်သေးချာစူးစမ်းနော်ယောက်ျားလေးတွေနဲ့သွားမှပတ်သက်နဲ့နော်ညီမချက်အောင်မြောင်နေရမယ်အဖေပြောတာနားလေလားသမီး ဟုတ်ကဲ့ပါအဖေသမီးဆောင်အသေးချာစူးစမ်းပါမယ်။ယောက်ျားလေးကိစ္စလည်းစိတ်ဝင်စားဘူးလို့အဖေကိုကတိပေးပါရယ်။နော်ဖေ။ဒီလိုကြတော့အဖေစိတ်အေးရပါပြီကွယ်။စောင်းစူးစမ်းနော်။အဖေပြန်တော့မယ်နော်သမီး။ဘိုင်ဘိုင်။ဖေဖေဘိုင်ဘိုင်။ဦးလွန်ကသူ့သမီးသူ့ကိုကတိပေးလိုက်မှပဲ။စိတ်အေးစွာနဲ့ပြန်နိုင်ခဲ့ပါရယ်။ဟေး။အကောင်မလေးကဘသူလဲကွာ။အရန်ချောတာပဲ။ဟုတ်ပါကွာ။သူ့ကောင်လေးတောင်ဖြစ်ချင်စိတ်ပေါက်သွားတယ်။ မိရုပ်ကမှအာမနာ။ Oh, အကောင်မလေးရမ်းချောတာပဲ။ So cute. အခုမှအကြောင်းသူအသက်လားမသိဘူးကွာ။ဟုတ်တယ်။ဖုန်းနံပါတ်သွားတောင်းမှာပဲ။ခရီးကနာမည်လေးလို့ဖြူစင်ပြီးချောမောနေလို့ကောင်လေးတွေငေးမောနေရတာလည်းမဆန်းပါဘူးရှင်။ချောလေးနာမည်ဘယ်လိုခေါ်လဲ။ဟိုဖုန်းနံပါတ်လေးပါလေးပေးပါလား။ခရီးရဲ့အလောက်အကုန်မြင်ချင်တဲ့ဆိုတော့ သူများနဲ့ပြန်ချီမှပိုတိမယ်နော်ဒီမှာသာကြည်လိုက်တော့ခရီးကတကြောင်းလုံးရဲ့ queen လို့တောင်ပြောလို့ရပါတယ်ဒါကြောင့်လူပြိုတွေဝိုင်းဝိုင်းလဲနေပါတယ်အချောလေးဖုန်းနံပါတ်ပေးပါလားကွာစိတ်ဝင်စားရင်လည်းဆက်လို့ရတာပေါ့ကြော်ပါအဖေကရီစားမထားခိုင်းဟာဟာရီချင်စရာကြီးကွာခရီးကသူ့ပေစကားကိုနားထောင်ပြီးဘသူနဲ့မှအဆက်ဆက်မလုပ်ပါဘူး ဒီလိုနဲ့တနေ့မှာတော့ကြော်စွာကခရီးတွေ့သွားတယ်ဒီကမာလေးကအသက်လားဟာငါတော့နည်းနည်းကြွေချင်လာပြီဟယ်လိုဒီနားလေးမှာထိုင်လို့ရလားဟုတ်ကဲ့ရပါတယ်ဒီခုံကကျမဝယ်ထားတာမဟုတ်ပါဘူးရှင်ဟာဟာဘယ်ဆိုလို့လဲကွာဒါဆိုမင်းရဲ့နှလုံးသားရောနေရာလွတ်သေးလားဘာလို့မုန်းစရာကောင်းလောက်နေရလဲဘာလို့အဲ့လိုပြောရတာလဲကွာ ဒါကိုနှလုံးသားထဲကထွက်လာတဲ့စကားပါအဖေကကြားရည်နဲ့မရှင်းနီးနဲ့တနေ့ကိုပဲဒုက္ခရောက်မှာတဲ့အဲ့ဒါယုံတန်းစကားတွေပါကွာဟင်းတော်တော်မုန်းစရာကောင်းတဲ့လူမင်းကအเจ้าတို့အသက်ထန်နေဟုတ်ပါရဲ့ဒီနေ့မှတီเจ้าကိုတက်တာအဲ့ဒါဆိုရင်လည်းကိုထိုင်အောင်မယ်နော်ညောင်းလှပြီဟင်ပြောတော့ထိုင်လို့ရတယ်ဆိုဟာဟာစိတ်ဝင်စားစရာပဲကွာ ကျော်စွာကတော့လူရှုပ်လူပွေတယောက်ဖြစ်ပါတယ်။တွေ့သည်မြကောင်မလေးနဲ့ရီစာပတ်ဖြစ်နေတာပါ။ဒီတစ်ခါသူ့ရဲ့ပြစ်မှတ်ကတော့ခရီလေးပဲဖြစ်ပါတယ်။အဲ့ဒီနေရာစပြီးခရီနောက်ကိုနှီးပေါင်းစုံနဲ့လိုက်နေပါတယ်။မရမချင်းခရီကိုလိုက်နောက်ဆက်နေတာပါ။ကောင်မလေးဒါမင်းအတွက်ပန်းစည်းပါ။ဟွန်းမယူမချင်းကိုလိုက်နောက်ဆက်နေတော့တာပဲ။ညီမလေးဟုတ်ကဲ့။ညနေကြရင်ရုပ်ရှင်ကားအစ်စ်ထွက်တယ်တဲ့။ကိုနဲ့တူတူလိုက်ကြည့်ပါလား။ อืมကြည့်တော့ကြည့်ချင်တာဒါနဲ့ပါကားလဲရင်မဟာကဲ့နဝင်အချက်ဆက်လန်းတငယ်ချင်းတွေပြောပြောနေတာကြတော့ကြည့်ချင်မိတယ်ရှင်အဲ့ဒါဆိုလဲကိုနဲ့လိုက်ကြည့်လေကောင်းမှာမလားညာအိမ်မချုပ်သွားအောင်မအဖေသိရင်အဖေရိုက်မှာပေါ့အိုးပြောလို့ရိုက်မယ်မှန်းသိရင်သွားမပြောနဲ့ပေါ့ခိုးသွားကြတာပေါ့ဘက်နဲ့လဲဟာတိသွားရင်အဖေကတီအောင်ရိုက်မှာမဟုတ်ဘူးလားရှင်အဲ့လောက်လည်းမဟုတ်သေးပါကွာခဏလေးပဲသွားမယ့်ဥစ္စာ อืมအဲ့ဒါဆိုလဲသွားတာပေါ့လေအိမ်ကိုတော့အဝတ်ပြန်လဲရောင်းမယ်နော်โอเคလေဒါဆိုညနေကြမှာတွေ့မယ်နော်နောက်ဆုံးတော့ကြော်စွာကခရီးရဲ့စိတ်ကိုအနိုင်ပိုင်းနိုင်ပါပြီအမလီအဖေဒီဖက်ကိုလှည့်မလာပါစေနဲ့ဟာကွာရှုံးမြန်ပြီ तू ကဘာလုပ်နေရလဲဒီကောင်တော့အနိုင်မယူနိုင်ဘူးလားခရီးလဲသူ့အဖေမလွတ်မှာစိုးရနေပဲခိုးထွက်လာခဲ့ပါတယ် ာဟာဒီညတော့ငါ့ကွင်ထဲမိပြီညီမလေးညီမလေးရေဟုတ်ကဲ့ဟိုလေရုပ်ရှင်ကြည့်ပြီးအိမ်ပြန်ပြီးတော့ကိုယ့်ရဲ့ကြောင်ကိုသွားကြည့်ကြမလားကြောင်ကပေါက်ဆာလေးနဲ့အရင်ချစ်ဖို့ကောင်းတာကြောင်တို့ကြည့်ချင်ပါတယ်ဒါပေမဲ့အခုကအရင်မိုးချုပ်နေပြီလေခဏလေးပါကွာခုနှစ်မိနစ်ခွဲလောက်ဆိုရပြီဟမ်မလိုက်တော့ပါဘူးကောင်လေးရဲ့စီစဉ်ကို ခရီးကလက်မခံမဲ့ ရုပ်ရှင်ကြည့်ပြီးရနဲ့ပြန်ဖို့စိတ်ကူးနေတော့မိုးရွာလာပါတယ်။ကဲအခုမိုးရွာနေတာဆိုတော့မိုးတိတ်မှပဲပြန်လိုက်တော့ကို့ခန်းထဲလိုက်နာပြီးတော့ကြောင်ကြည့်ပေါ့။အင်းမပြန်လို့မှမရသေးတာ။ဟာဟာဟာကော့တီပဲကွာ။မိုးရွာလာတော့ခရီလဲကြော်စွာပြောတဲ့အချိန်လိုက်လို့ရပါတယ်။ဒါကကြော်စွာရဲ့အစီအစဉ်တွေဆိုတာမသိရှာပါဘူး။အခန်းထဲရောက်လာတဲ့အချိန်မှာတော့ကြောင်မတွေ့ပဲကတင်တလုံးသာတွေ့ရပါတယ်။ ြောတော့ကြောင်ပေါက်လေးတွေရှိရဲ့ဆုံးတကောင်းမှလည်းမတွေ့ဘူးဒီမှလေးကြောင်ဟင်ရှင်ရှင်ဘာလောက်တာလဲဒီတခါတော့ငါ့အကွက်ထဲရောက်ပြီကွာဟ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 ာအိုးမနေ့ရောက်လာတဲ့အချိန်မှာတော့ဦးလုံးကသူ့သမီးကိုအိမ်ရှိမှာတုတ်တချောင်းနဲ့စောင့်နေခဲ့ပါတယ်သမီးဒါပေသွားလာလဲပြောဟောသမီးလေးကျင့်ခံသွားလောက်လာတာပါအဖေအော်အေးပါ အဖေအားတခြားရင်သွားလဲတယ်ထင်လို့စိတ်ပူသွားလို့ပါသမီးရဲ့ခရီးကလေ့ကျင့်ခန်းသွားလို့လာတယ်လို့ပြောလိုက်တော့ဦးလွန်လည်းစိတ်ထဲနည်းနည်းပေါ့သွားပါတယ်။ဘယ်နားမှာလေ့ကျင့်ခန်းသွားလို့တာလဲသမီးဒီဝတ်စားနဲ့အိမ်ရောက်ရောက်ချင်းမှာပဲခရီးကကြော်စွားကိုချက်ချင်းဆက်သွယ်လိုက်ပါတယ်။ဘလောက်ပဲစာရီပို့နေပါစေကြော်စွားကတော့ကြည်ပဲကြည်ပြီးစာတကြောင်မှမပြတ်ပါဘူး။ဟာကိုကြော်စွားကစာလည်းမပြတ်အောင်ဘာလို့လဲလိုင်းပေါ်မှာမရှိလို့လား။ လိုင်းပေါ်လည်းရှိပါတယ်ဒီမှာမိစိမ့်နေအောင်အဲ့ဒါကြောင့်ကျော်စွအောင်တန်တရာဝင်လာခဲ့ပါတယ်နောက်နေ့ကျောင်းသွားတော့လေကိုကျော်စွာဒီမှာ ਉ ကျောင်းတက်ပြီးရင်ထမင်းတူတူသွားစားရအောင်နော်ဟင်းဘာမှလည်းပြက်မပြုံးမသိရင်မတွေ့ဖူးတဲ့လူတွေကြာနေရပဲကျော်စွာကတော့ခရီးကိုမသိတဲ့လုံနဲ့ကြော်သွားခဲ့ပါတယ်ခရီးခင်များတော့တနာစရာဘဝလေးဖြစ်နေပါပြီ ငါတော့သူညာတော်ခံရပြီလားငါအဖေရဲ့စကားဟုတ်တာနားထောင်ခင်ဒီလိုဖြစ်မှာမဟုတ်ဘူးငါသူ့ကိုခွင့်ရမပေးသင့်ဘူးအလိန်ခံရပြီဆိုတာသိပြီးကမှနောင်တရရပြီသူ့အဖေပြောတဲ့စကားတွေကို ပြန်တတိယလာပါတယ်အိမ်ပြန်ရောက်တော့လေအဲ့ဒီအကြောင်းတွေသာတွေးပြီးတော့ငိုနေပါတယ်ဘသူ့ကိုမှလည်းရှင်ဖွင့်တိုင်ပင်လို့မရအဖေကိုပြောပြမယ်ဆိုတော့လေဒေါသထွက်မှာအမှန်ပါပဲဒါပေမဲ့မကြခင်ပါပဲ ဦးလုံးကသူ့သမီးငိုနေတာကိုလာတွေ့သွားခဲ့ပါတယ်။သမီးခရီးသမီးဘာလို့ငိုနေရလဲ။ဟောင်းအကောင်ဝင်သားလို့ပါအဖေ။အော်သမီးငိုတာမဟုတ်ဘူးပေါ့လေ။ဟုတ်တယ်ဖေ။အင်းမငိုရထင်လို့ရဲ့အနေငယ်လောက်ကြတော့ခရီးရဲ့နေပုံထိုင်ပုံတွေပြောင်းလဲလာခဲ့တယ်။ကိုကိုကိုတိတ်မယုံတာနဲ့ဆေးစစ်တန်သွားဝယ်လာပြီးလာစစ်ကြည့်လိုက်ပါတယ်။ ဟင်ဒုက္ခပဲအဖေကိုဘလို့ပြောပြမှာလဲအဖေသိငါတော့ဒုက္ခပဲခရီးလဲစဉ်းစားလို့မရတဲ့ဆုံးကျော်စွားစီကိုဖုန်းဆက်လိုက်ပါတယ်ဟာကိုကျော်စွားကဘာကိစ္စဖုန်းမကင်တာလဲလူချင်းမင်းခေါ်ဆိုတော့တယ်လီဖုန်းမှာမအားသေးပါရှင်ထပ်မံစူးစမ်းကြည့်ပါရှင်ဟယ်လိုကိုကျော်စွာခရီးပြောเสียရှိလို့ဖုန်းဆက်လိုက်တာဘာကိစ္စရှိလို့လဲခရီးကိုကျော်စွာအခုအခု ခရစ်မှာကိုဝင်ရှိနေပြီဟာမင်းပါတာမင်းကိုဝင်ရှိရလေဘာလို့ငေါ့လာပြောနေရလဲရှင်နဲ့ရခဲ့တာလေဘာလို့တီလို့ပြောတာလဲဟာမဖြစ်နိုင်ပါဘူးငါနဲ့ရတဲ့ကိုဝန်ဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးနင့်ပါတာနဲ့ရွာထပြီးတော့ဘသူနဲ့ရှုပ်လဲမှမသိရနောက်ထပ်ငေါ့ဘယ်တော့မှလာမပတ်တတ်နဲ့ကြာလာကျော်စွာကသူ့ရဲ့လုပ်ရတဲ့တာဝန်မရှိဘဲကောင်မလေးကိုသာအပြစ်ပုံချနေပါတယ် ငါကြမှာဘာလို့ဒီကိစ္စတွေနဲ့ကြုံနေရတာလဲ၃လလောက်နေတော့ခရီးရဲ့ပိုက်လည်းနည်းနည်းထွက်လာပါတယ်တမီးနင်းပိုက်ကဘာလို့အဲ့လောက်ပူနေရလဲပိုက်မကောင်းလို့လားအီးမပေါက်လို့လားတမီးဟောတမီးအခုတလောစားကောင်းနေလို့ဝလာတာပါအဖေအော်ငါတမီးကစိတ်ချမ်းသာနေရ ው အေးပါကွယ်အေးပါအမလီတော်သေးတယ်အဖေရိတ်မိတော့မလို့ ။မိုးကလည်းကွာဘာလို့တလောက်တောင်မှရွာနေရလဲ။ငါကတ်တွန်းကားကြည့်တာတောင်အတန်သိမ့်မကြားရတော့ဘူး။ဘလို့လို့ကြားမှလည်းအဖေရဲ့ဆောင်းပေါက်ထဲမှာကြားရမှာပေါ့။နင့်အဖေကိုပတ်စံရှိတယ်များထင်းနေလားဟာ။ဘယ်ဟာပတ်စံနဲ့ဝေရမှာလဲ။ဘယ်ရှိမှာလဲ။အဖေကအလုံးမမလောက်တာ။တနေ့တနေ့ TV ပဲထိုင်ကြည့်နေတာ哦။ဖြစ်ချင်တော့သူကုန်ရှိတဲ့အချိန်ကမိုးကြတဲ့အချိန်ဖြစ်နေပါတယ်။မိုးကအရင်ရွာနေတော့တောင်သူလေသမားတွေအလုံးမဖြစ်ပဲအလုံးပြက်လို့ဆိတ်ညစ်နေကြတာပေါ့။ ဘလို့လို့ရင်ကောင်းမလဲကွာတီမိုးကြီးနဲ့အေးကွာမိုးရီစက်တိုက်ရွာနေတော့သီးငတ်နေတဲ့အကုန်ပြက်ကုန်ပြီအေးဟာဒီတိုင်းသာဆိုရင်တော့အကုန်ငတ်တယ်ရောမှာပဲငါတို့စပလင်ယူပြီးတော့ကြောင်းပြန်ဆိုက်ကြည့်ရောအပြူစစ်တဲ့လူလာဆိုက်ခိုင်းကြည့်မယ်လေကံကောင်းရင်မိုးတိတ်တိတ်မှာကွာဟာမင်းဟာလေတိတ်ပါမလားကွာဟောစမ်းကြည့်တော့လေအရှုံးမရှိပါကွာမင်းကလည်းဒါဆိုလဲစမ်းကြည့်ရပါကွာမိုးတိတ်ဖို့ကအဓိကပဲဆိုက်ကွာသမီးလေး အများကောင်းကျိုးအတွက်ပဲငါသမီးလေးကအပြိုမစစ်ဖို့နေနေတတကြီးစားတော့ထားဖို့တာမဟုတ်ဘူးကဲစိုက်လိုက်တော့သမီးငါတိတ်ပါပြီအချက်လည်းပြင်းပြင်းပွဲပါပြီဟုတ်တယ်ဦးလုံးကသူ့သမီးကိုအရန်ထိန်ချုပ်တာဘဲမှတော့တွားခိုင်းတာမဟုတ်ဘူးဒါဆိုရင်တော့အပြိုစစ်လောက်ပါရနော်ဟောစစ်မစစ်ခဏနဲ့သိရမှာပေါ့ခရီးကတော့သူ့အပြိုစစ်မစစ်ဖော်ထုတ်ဖို့အတွက်ဇပလင်ကိုပြောင်းပြန်လာဆိုင်ရမယ်လို့မထင်ထားပါဘူးအားနဲ့ဆိုင်တော့သမီးလေး ဟုတ်တယ်။ငိုးတခါတည်းတိတ်သွားအားနဲ့ဆိုင်လိုက်။ဒုက္ခပါပဲ။ပါခင်ကမလုံဆန်နိုင်လို့ခရီးလဲစိတ်ကိုခဏခဏချားကဆိုင်လိုက်ပါတယ်။တပိမဲ့မိုးကတော့ဘယ်နဲ့မှမနေပါဘူး။ရွာမြဲတမ်းရွာနေပါတယ်။ဟင်။ငိုးလည်းမတိတ်ပါလား။နင့်သမီးကတကယ်အပြိုစစ်တာဟုတ်လို့လား။ဖျောင်း။နင့်သမီးကလေရှိပြီးသားထင်နေ။ငါတော့ဒီတစ်ခါတေးပြီ။အော်ဒီရှိဝအယူမားနေရပဲချင်တယ်။ အေးတခုခုတော့မှားမြသိချားတယ်ဒါဆိုကျမသမီးကိုစက်ခန်းကြည့်ပါလားသူကအခုမှနှစ်နှစ်ဆိုတော့အပြူစစ်တာအာမခံပါတယ်ရှင်အေးကွာဒါလည်းကောင်းသားပဲအမပြောသလိုလုပ်ကြည့်ကြတာပေါ့နှစ်နှစ်သမီးလေးစားလိုက်တဲ့အချိန်မှာမိုးကချက်ချင်းကိုတိတ်သွားခဲ့ပါတယ်ဟင်ဒါဆိုရှေးရုံထုံးစံမမောပဲမိုးကတကယ်ရို့တိတ်သွားတယ်ဟာ လူတိုင်းအံ့ဩနေတော့ ကလေးကလူတိုင်းယုံကြည်အောင်စိုက်လိုက်နှုတ်လိုက်ခဏခဏလှုပ်ပြလိုက်ပါတယ်။တမီးလေးနောက်ခါစိုက်ကြည့်ပါအောင်ကွယ်။သွားပါပြီ။ဒုက္ခတော့ရောက်ပါပြီ။ဟင်ခဏခဏစိုက်ခိုင်းနေပြီမဲ့။ငိုကတော့ဆက်လက်ရွာနေစဲမို့သူအမြဲတမ်းထိန်းချောင်းလာတဲ့တမီးလေးကဘလို့များဖြစ်ရတာလဲဆိုပြီးတွေးနေမိပြန်တာပေါ့။ဒါကဘလို့ဖြစ်ရတာလဲတမီး။ငါ့ကိုအကုန်ပြောပြစမ်း။ငါ့ကိုမလိန်နဲ့။ အဖေတမီးကိုခွင့်လို့ပါနော်တမီးပြောပြပါမယ်ကြောစွာအခုချက်ချင်းအိမ်ထဲကနေထွက်ခဲ့စမ်းအမေအိမ်ရှိမှဘသူ့တန်လဲဗျဒါရဲသွားကြည့်လေဒါမှသိရမှာပေါ့ကြောစွာမင်းထွက်လာမှလားမထွက်လာဘူးလားပြောစမ်းငါလာခဲ့ရမလားဂိမ်းဆော့လို့ကောင်းနေပါတယ်ဆိုကွာဟာ အာဘသူကတို့တော့ဒီလိုလောက်တာလဲခမည်းပါလို့ကြောက်ကိုထိုးတာလဲဗျအေးမင်းပါကိစ္စငါသမီးကိုဒီလိုလောက်ရတာလဲပြောငါသမီးကိုလိန်တော့လိန်ယူခဲ့ပြီအခုကျတော့ထားခဲ့တယ်ပေါ့လေမင်းတာဝန်မယူလားပြောစမ်းဒါလေးသူသမီးကိုဘာသွားလောက်ထားတာလဲကျွန်တော်ကျွန်တော်ဘာမှမလုပ်ဘူးအမေ ကျွန်တော်ဘာမှနားမလဲတော့ဘူး။ဘာဖြစ်လို့လဲပြအူးလေး။အေးမင်းကြောင့်ငါရဲ့သမီးအပြိုကြီးပြရတာလေ။ငါသမီးကငါအကုန်ပြောပြပြီးပြီ။ငါသမီးကအပြိုစစ်တယ်ဆိုပြီးသူ့စပလင်ပြောင်းပြန်ဆိုက်ခိုင်းတာမိုးတိတ်အောင်လို့ဒါပေမဲ့မိုးကမတိတ်ဘူးလေ။အဲ့ဒါကြောင့်မလို့ငါသူ့မင်းကြည့်လိုက်တာ။အဲ့ဒါမင်းအကြောင်းပေါ်လာတာပဲ။ဟာဦးလေးရလဲဗျာ။အဲ့ဒီရှေးဦးဆွဲတွေလည်းယုံတာပဲလားကျွန်တော်ကတော့မယုံဘူးဗျာကျွန်တော်စိုက်ပြမှကျွန်တော်ယုံမယ်စိုက်ပြလိုက်စမ်းသမီး ရတယ်ဒီမှာတွေ့ပြီလားအခုနှစ်အမားကိုဝန်ခံလို့ရပြီလားဦးလေးသူ့ကိုဝန်ကတခြားကောင်တွေနဲ့ရတာလည်းဖြစ်နိုင်တာပဲကိုကျော်စွာဒါကတော့ရှင်ကျမောက်တော်တော်စော်ကားသွားရင်နော်အခုကျမမှာရှင်နဲ့ရတဲ့ကောင်ဝင်ရှိနေပြီရှင်အဲ့ဒါရှင်ဘလို့တာဝန်ယူပေးမှလည်းပြောဟင်တမိခရီးတမိတမိတကယ်ပြောနေလားတမိစနေလားတမိတမိတကယ်ပြောတာပါဖေရေတမိ သမီးမကိုဝင်သုံးလရှိနေပြီအဖေဒီကောင်ကတော့ကွာငါလှုပ်လိုက်ရရင်ဖြင့်ဦးလေးသူများကလေးလည်းဖြစ်နိုင်တာပဲကျွန်တော်ကလေးမဖြစ်နိုင်ပါဘူးဗျာဟာဒီကောင်တော့မိတတော်အချက်မရှိရကောင်မဲခဏနေပါဦးအဖေသမီးသူတက်တည်ပြလို့ရတယ်ဒီတော့ကအစိမ်းရောင်ပြောင်းရင်သူကကလေးရဲ့အဖေပဲလာဟင်ဒီမှာအစိမ်းရောင် အခုနင်လက်ခံမေးလားဟမ်ဘယ်လိုလုပ်ရမလဲဦးလေးကျွန်တော်နောက်ထပ်10ခါလုပ်ပြမှကျွန်တော်ယုံမယ်ရတယ်ကွာတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်6ကြိမ်ခုနှစ်ကြိမ်7ကြိမ်9ကြိမ်10ကြိမ်17 12 73အပူ3ခါတောင်ပါတယ်မင်းအခုလက်ခံပြီလားသိပါပြီ ဘသူကလေးနေနဲ့ကျွန်တော်လုံးဝလက်မခံဘူးဗျကျွန်တော်ကျွန်တော်သူ့မချစ်ဘူးရဲရီ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 အမေအမေကျွန်တော်ကဲပေါင်းဗျာကျွန်တော်ဒီလောက်တောင်လှုပ်လိမ့်မယ်လို့မထင်ထားဘူးကျွန်တော်ကျွန်တော်ဒီထဲမှာမနေချင်ဘူးသူ့ဘောသူ့ဘောအဲ့လိုမလှုပ်ခဲ့တဲ့မှာအမေရဲ့တားမားပါတယ်တားသူတို့ကတားကိုသဘောကျတယ်လို့ထင်နေလားသူတမတ်လို့တမတ်ဖို့ထက် သူ့သမီးမှာဂုံဝင်ရှိနေလို့တာဟရဲ့တာဘာလို့တကူကောင်းဆန်ရတာလဲတာနားလဲပါပဲအမေရဲ့အခုအစားပြီးအဲ့လိုထက်မလုပ်တော့ပါဘူးလို့တာကတိပေးပါရဲ့နော်အဲမှာဒီလိုစဉ်းစားနိုင်တော့လဲကောင်းပါတယ်လေကောင်းလေနင်အမားကိုနင်သိပြီလားသိပြီဆိုရင်လဲကိုအမားကိုတာဝန်ယူသွားတော့နင်ကောင်မလေးကိုမချစ်ဘူးဆိုရင်တော့နင်ကလေးကိုသူကလွယ်ထားရတာနော်အဲ့လိုလုံလို့ရလားဗျာ ကျော်စွာကသူ့အမောင်းကိုတီးပြီးခရီးတို့အဖေကိုပြန်သွားတားမှန်လိုက်ပါတယ်။ဦးလေးရဲ့ကျွန်တော်မှားသွားပါတယ်။ဒါကြောင့်ဦးလေးကိုကျွန်တော်လာပြီးတားမှန်တာပါ။ကျွန်တော်ခွင့်လွတ်ပါဗျာ။မင်းပြန်တော့ငါမင်းမျက်နှာမမြင်ချင်ဘူး။အစတော့ကတော့ငါသမီးကိုတာဝန်ယူစိတ်ချင်ခဲ့တာအမှန်ပဲ။ဒါပေမဲ့မင်းရဲ့စိတ်တက်ကိုသိလိုက်ရတော့မင်းကိုတမတ်တော်ရမယ်စား။ငါသမီးနဲ့မပေးစားတာမှပိုကောင်းမယ်။ငါအရှိရနဲ့ခွကြချင်းထွက်သွား။ ကျွန်တော်တောင်းပန်ပါတယ်ဗျာအာသူနောင်ကြရနေပေမဲ့ဦးလွန်ကတော့သူ့စိတ်သက်ကိုမကြိုက်တာနဲ့ပဲအရင်ကထက်ပိုပြီးမုန်းတီးနေမိပါတယ်ဦးလွန်သူ့ကိုလက်မခံတာတောင်သူကလက်မလျှော့ပဲမိုးတော်ထဲမှာသူ့ကိုခွင့်လွတ်မပေးမချင်းထိုင်ဆောင်နေခဲ့တာပါကြည့်ရတာတော့သူ့အမားကိုသူတကယ်သိနေလာပါပဲခရီးလဲမြင်ပြီးတနာနေပေမဲ့သူ့အဖေရဲ့အမိန်မို့ဘာမှမတတ်နိုင်ပါအဖေ ကိုကျော်စွာအခုချိန်နေအိမ်မပြန်သေးဘူး။နေချင်လုံးတပဆိုလဲပေးနေလိုက်လေမိုးထဲမှာ။အပြင်မှာမိုးတွေဘလောက်ပဲရွာနေပါစေ။ဦးလုံးကစိတ်မဝင်စားပဲကျော်စွာလဲမိုးတော်ထဲမှာထိုင်နေပါတယ်။ဒီလိုနဲ့ပဲ၃ရက်လောက်ကြာတော့အားအိမ်တွေပြတ်ပြီးမြေကြီးပေါ်လဲနေတော့မှဦးလုံးကလာကြည့်ပါတယ်။အေးမင်းအမောက်မင်းတကယ်သိပြီဆိုရင်ငေါ့ရောက်တက်တေပြလေ။မင်းတက်တေပြနိုင်တယ်ဆိုရင်တော့ငါခွတ်လွတ်ပေးလိုက်မယ်။ ဦးလေးဟာကျွန်တော်ဘလို့တက်တေပြစေချင်တာလဲဗျာဦးလုံးကအလုပ်ပေါင်းစုံခိုင်းပြီးစမ်းတက်နေခဲ့ပါတယ်။ဟွာအားနဲ့ပေါက်ဆမ်းမှာယောက်ျားဖြစ်ပြီ။အေးဒီလိုမှပေါ့ကွာ။အာအရင်လေးတာပဲဗျာ။အာစင်အိုထဲကောင်းဆက်နေပြီအဖေ။အေးသူကအဲ့လိုမှမှတ်မှာ။ ေး तू อ่ะအဲ့လိုနဲ့မထိုက်တန်တာအာအေးဒါမှမင်းနားလေမာမင်းကလေးမွေးလာရင်မင်းလိုကောင်းနဲ့မစုံပါစေနဲ့လို့သာဆွတောင်းတာတကူကောင်းဆံမေး तू များဘလို့နေမလဲဆိုတာတောင်ထဲ့မတွေ့ဘူးလူတိုင်းမှာသူ့တန်ဖိုးနဲ့သူရှိတယ်ကွာညနေကျရင်ငါသမီးကိုလာတင်တောင်းလိုက်ဟုတ်ဟုတ်ကဲ့အဖေနောက်ဆုံးမှာတော့ဦးလွန်လဲကျော်စော့ဟောက်ခွင့်လွတ်ပေးလိုက်ပါတယ်အချိန်ကြာလာတော့သူတို့ကလေးလည်းမွေးလာပါပြီ ဂျော့ဆွာကသူ့မိမနဲ့ကလေးကိုရင်မနာချင်မကပ်ရလေအောင်တေချာကယူဆိုင်လာခဲ့ပါတယ်။ဦးလွန်လည်းတမတ်ဖြစ်သူပြောင်းလဲသွားတာအောင်မြင်တော့ဖြစ်လာတဲ့ပြဿနာတွေကိုနားလည်ခွင့်လွတ်ပေးလိုက်ပါတယ်။ခရီးလည်းသူ့အိမ်တော်ရေးမှာပျော်ရှင်စွာနဲ့နေထိုင်သွားခဲ့ကြပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်အခုလိုကာတွန်းဆက်လန်ကောင်းတွေကိုသဘောကျရဲဆိုရင်တော့ကျမတို့ရဲ့ SLS ကာတွန်း channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အမှကတော့တင်ဆက်သူ Lady Kim ပါရှင်